တွေးတိုးတာကရေပန်းစားလာတဲ့ယောဂတစ်ခုပေါ့လူတော်များများအရွယ်မရေးတွေးတိုးဖြစ်ကြရတယ်နော်အရင်တုန်းကဆိုရင်အသက်တော်တော်ကြီးရဲ့သူတွေမှမှဖြစ်တာပါအခုတော့တွေးတိုးကလူငယ်တွေမှတောင်ဖြစ်လာကြပါတယ်သွေးတို့နဲ့ပတ်သက်လို့ငငယ်ကလေးကအားလာနိုင်တာတခုရှိပါတယ်။အငန်တွေလျှော့စားလေးသွေးတို့မယ်ဆိုတာပေါ့။သွေးတို့တာကအငန်စားလို့ဖြစ်တာဆိုပေမဲ့အပြေအဝအမှန်လားဆိုတော့မဟုတ်ပြန်ပါဘူးနော်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့အဲ့ဒီအကြောင်းအရာလေးကိုပြပြပေးသားမှာပဲဖြစ်ပါရဲ့ရှင်။ ွေးပေါင်ချိန်ကကျန်းမာရေးထိခိုက်နိုင်လောက်တဲ့အနေအထားထိမြင့်တက်သွားတာကိုတွေးတိုးတယ်လို့ခေါ်ကြတာပါတွေးတိုးကနောက်ဆက်တွဲယောဂအနေနဲ့ဝင်လာနိုင်တယ်လို့ရှေးကနေဦးဆောင်သူအနေနဲ့လည်းဝင်လာနိုင်ပါတယ်တွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန်ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပါအရန်ပြင်းထန်မယ်ဆိုရင်တော့လေဖြတ်တာအထိဖြစ်နိုင်ပါတယ် သွေးပောင်ချိန်အရန်မြင့်သွားမယ်အပေါ်သွေးက180မီလီမီတာမာဂျူရီအောက်သွေး120မီလီမီတာမာဂျူရီဖြစ်နေမယ်ဒါမှမဟုတ်အပေါ်သွေးက180မီလီမီတာမာဂျူရီထက်ကျော်နေမယ်အောက်သွေးက120မီလီမီတာမာဂျူရီထက်များနေမယ်ဆိုရင်တော့သွေးပောင်ချိန်အရန်မြင့်နေပြီလို့ဆိုရပါမယ် သွေးရန်တိုးတာကသွေးကြောတွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေရောင်ရမ်းလာပြီးတော့သွေးကိုစိတ်တာဒါမှမဟုတ်သွေးကြီးလိုမျိုးအရေတွေယိုစိတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ရှားလက်အနေနဲ့ကတော့နှလုံးကသွေးတွေကိုထိထိရရညှိမထုတ်နိုင်တော့တာပါပဲ။ဆက်ပြီးတော့သွေးတိုးတာကအငန်စားလို့လားဆိုတာကိုပြပြပေးချင်ပါတယ်ရှင်။အများလက်ခံထားတဲ့အယူအဆကအငန်များတာရိစားလို့သွေးတိုးတယ်ပေါ့။တကယ်တော့ဒီယူဆချက်ကအပြည့်အဝတော့မမှန်ပါဘူးเนาะတွေးတိုးစေရဲ့အခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်เนาะ ။ဒါကြောင့်အငံမမစားတာသွေးတိုးမဖြစ်နိုင်ဘူးလို့အမြူဆစေချင်ပါဘူး။သွေးတိုးမဖြစ်စေဖို့အတွက်ဒီအချက်လေးတွေကိုတော့သတိထားစေချင်ပါတယ်နော်။ကဖိန်းအတော့များတာတချို့တော့ဆေးဝါးတွေတောက်တုံးနေရတာနာရရှိကြောက်ကြက်ရောဂါရှိနေတာကိုကင်းတုံးတာအဒရီနလင်ဂလန်တွေအရန်အလုံးလုံးလုံးနေတာကိုဝင်ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာဆေးလိပ်တောက်တာစိတ်ဖြစ်စီတာတာရိုက်ပြဿနာရှိနေတာအဝလွန်နေတာ စီတိုရှိနေရာသွေးရင်းမှာပိုတက်ဆီယမ်ကယ်လ်ဆီယမ်နဲ့မဂနီဆီယမ်ပါမနာများနေတာကိုလက်လွှမ်းမှုနေတာ အကူဟောအတောင်များတာအမျိုးသမီးမှာဆိုရင်သတိဓာစေးတွေကြောင့်ဟော်မုန်းပြောင်းလဲဖြစ်ပြီးတော့တွေးတိုးနိုင်ပါတယ်ရှင်။အငန်သိပ်မစားရင်တော့အခုပြပြခဲ့တဲ့အမှုအစ်တစ်ခုခုရှိနေမယ်ဆိုရင်လည်းတွေးတိုးနိုင်တဲ့အတွက်ကြောင့်မို့လို့သတိထားစင်မို့လို့ပါတယ်။ကိုကိုကိုအတန်နိုင်လူသက်သမားလက်ကနေကဲ့တင်မှုနေ့စဉ်ဘဝမှာအာဟာရမျှတအောင်စားပြီးတော့ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလိုက်ပါနော်လို့ပြောရင်းနဲ့ပဲပြပြလေးကိုညီကုန်းချုပ်လိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။